ုဖြစ်ရတာလဲပေါ့အသက်အရွယ်ကြီးလိုက်တော့ကျတော့လေငငယ်ပဲရှိသေးတယ်39ဆိုတော့အရွယ်ကောင်းပါပေါ့နော်ဆိုတော့ heart attack လို့ကြားပါတယ်ဆိုတော့အဲ့မှာဆိုင်ရတခါတဲ့ awareness ရသွားတယ်ဒီနှလုံးယောဂါကအာလူကြီးတွေမှဖြစ်တာမဟုတ်စိတ်လူငငယ်တုန်းကကြတော့အသက်50 60နော်အသက်ကြီးတော့မှဖြစ်တယ်ဆိုပြီးသိကြတာအဲ့တော့လူငယ်တွေကအဲ့ချိန်မှာအလန်းရောက်သွားတော့ဟာငါတို့အရွယ်တွေငါတို့အကိုအရွယ်တွေငါတို့မောင်အရွယ်တွေမှလည်းဒီယောဂါဖြစ်ပါလားဆိုရဲ awareness တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ first aid ပေါ့အရေးပေါ့အသက်ကြီး ဟာဒီလိုမျိုးလူအစုဝေးနဲ့ပွဲတော်တစ်ခုလုပ်မယ် event တစ်ခုလုပ်မယ်ဆိုရင်ဒီ first site ကရှိထားတဲ့ ਨੇ ဘယ်လိုအခြေအနေမျိုးမှမဆိုအရေးပေါ်ကဆိုပါဆိုပြိတ္တထဲမှာလည်းဖြစ်နေတယ်လူတွေမွန်းလို့လူတွေများပြီးတော့ expert ရှိတဲ့သူတွေငကိုအခမ်းမှာဒီလိုမျိုးနှလုံးရှိရတဲ့သူတွေမျိုးစုံကအခေါက်ခဲလဲကြသွားမျိုးဖြစ်နိုင်တယ်ဖြောပြင်းနေတဲ့အမှုပညာရှင်တွေမှာလည်းဖြစ်နိုင်တယ်အဲ့လိုဖြစ်နိုင်တာဖြစ်တဲ့အတွက် first aid ဆိုတာလည်းထားသိပေးတဲ့ထားရမယ်လို့လိုအပ်တယ်နိုင်ငံတကာမှာဆိုရင်ထားတယ်ဆိုတာကိုစိတ်လို့မြန်မာပြည်သူပြည်သားတွေကို lesson ပေးလိုက်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးတွေသွားပြီးတော့ဆင်ခြင်မိပါတယ်ဝမ်းနည်းမှုနဲ့သူကျမတို့က lesson learn တစ်ခုရတာပေါ့ မှန်တာပေါ့မှန်တာပေါ့နှလုံးယောဂါရှိတဲ့သူတွေကသူက stress ကိုလုံးဝမခံနိုင်ဘူး stress ဆိုတဲ့နေရာမှာဝမ်းနေတာဒေါသထွက်တာစိတ်ဆင်းရဲတာမျိုးစုံပါတယ်အဲ့ခံစားချက်တွေကြောင့်ခန္ဓာကိုယ်ကနေ stress hormone တွေထွက်ပါတယ် stress hormone တွေကနှလုံးကိုပို့ပြီးတော့အလုပ်လုပ်စေတယ်နော်အဲ့ကြောင့်ဟိုခုနပြောသလိုပေါ့ heart attack ရဲ့နောက်ဆက်တွဲမှာသူက arrhythmia ဆိုတာပါပေါ့နှလုံးခုန်ကျင်သလိုခုန်တော့တာ cardiogenic shock တို့ heart pressure တို့အပြင် arrhythmia ကြောင့်လည်းအသက် တည်ဆုံးနိုင်တယ်နှလုံးကခုံညလို့ခုံတော့တာပုံမှန်ကဆိုပါစို့အာ10မိနစ်ကို60နှုန်း80နှုန်းနဲ့ပုံမှန်ပုံမှန်တုတ်တုတ်ခုံနေရနေခုံလိုက်မခုံလိုက်ဖြစ်လိုက်မယ်လုံးဝမခုံတော့ရလည်းဖြစ်မယ်ဖြောက်တော့ဝုံမြန်တာလည်းဖြစ်နိုင်မယ်ဒါတော့မပြောတတ်ဘူးအဲ့လိုခုံညလို့ခုံသွားတဲ့အခါမျိုးမှာဒီနှလုံးကမခံနိုင်တော့လုံးဝပြုတ်လေပျက်စီးသွားတာပေါ့ဒါကဘွဲ့စစ်စစ်သူရင်ငိုကလေးကတိထားတင်တယ်လို့ထင်တာပေါ့နော်ရှိမယ်လည်းပဲထင်တာပေါ့အဲ့တော့ဒီကနေသင်ကန်းစာယူပြီးတော့နောက်လာမဲ့ညီသည့်ပွဲမဆိုပေါ့နောက်ဆုံးစိတ်တို့ ရေကျော်ပွဲစည်းလေးပဲလုပ်လို့ပေါ့နော်အာဖျားပွဲလေးပဲလုပ်လို့ first aid တင်းကရှိထားရှိကိုရှိရမယ် first aid တင်းတော့ရှိတယ်ပစ္စည်းကိရိယာမရှိရမျိုးလည်းမဖြစ်စေချင်ဘူးเนาะတကယ်ကျွမ်းကျင်တဲ့ဆေးမက်ဒီကယ်ပရစန်တွေရှိရမယ်ပြီးရင်လိုအပ်တဲ့ဆေးဝါးတွေလည်းအပြည့်စုံစတန်ပိုင်းရှိနေရမယ်ဘာလို့ဆိုတော့ခုနပြောလို့ပဲလူအုပ်များလို့ပဲဖြစ်စေမျိုးစုံကြောင့်ဖြစ်နိုင်တယ်လေဒါနိုင်ငံတကာမှာဒီလိုမျိုးပဲအဲရှိနေကြတာပဲเนาะအဲ့ဒါကြောင့်မလို့ဒီလိုမက်ဒီကယ်တင်းစေကိုရှိထားတဲ့နောက်တစ်ခုကကြတော့ လူတိုင်းမဟုတ်ရင်တောင်မှပေါ့နော်ဥမာရုံးနေအဖွဲ့အစည်းတွေမှာဆိုရင်အခြေခံရှေးဦးပြုစုနည်းကိုတင်တိထားတင်တယ် CPR ကိုဘယ်လိုမှန်မှန်လုပ်မလဲလူတယောက်ခုရှိမှာ shopping mall ထဲမှာစိတ်တော့ဒီလိုနေရာမှမဟုတ်ဘူးဥမာရန်ရှိ city တို့ရန်ရှိ square တို့မှာဆိုလဲ facet ကရှိထားရမှာပဲဈေးဘူးလာဝင်နေတဲ့သူတွေထဲမှာရုတ်တရက်ဖြစ်သွားမျိုးဖြစ်နိုင်တယ်လေ နော်ပွဲလုံးမှာမဟုတ်ဘူးချမ်းရှင်းစီးရင်းစင်တာမှာလည်းရှိရရှိတင်နေနေရတယ်ကောင်မပေါ့ဒါကကျတော့ဟိုနိုင်ငံရဲ့ဖွဲ့စည်းပုံဘာနဲ့လဲစိုက်ွားရမှာပေါ့နော်အဲ့တော့ဆိုပါစို့ဈေးသွားရင်းတဲ့ကိုတငယ်ချင်းကြောက်တာဆိုတော့မဟုတ်နိုင်လေကောင်မငေါခနဲ့လူတယောက်လဲပါဖဖြစ်တာလဲဆိုရင်အသက်ရှူရလားအရင်ကြည့်ရမယ်အသက်ရှူလားအသက်ရှူသေးရင်ဆိုတော့ကိစ္စမရှိဘူးပေါ့နော်အသက်မရှူဆိုရင်တော့ CPR လုပ်ဖို့စဉ်းစားရမှာပြီးရင်တော့တက်ွားတာလားဗစက်ထဲမှာဘာတွေစို့နေလဲစသဖြင့်ပေါ့အဲ့လိုအခြေခံကြီးလေး တိလား CPR ကိုဘယ်လိုမှန်မှန်ပေးရမလဲဆိုရုပ်ရှင်တွေထဲမှာမြင်သလိုလက်ကိုဒီလိုမျိုးကြီးလုံနေတာမျိုးอ่ะလုံးဝမှားပါတယ်စိတ်လဲဗီဒီယိုထဲမှာဟိုတခါရှင်းပြဘူးပဲသူကဘယ်လိုလဲဆိုတော့လူနာရဲ့ဒီရင်ညွန့်ပေါ့နော်ဒီဒီအယိုးရှိအဲ့အယိုးတက်တက်ကိုလက်ဖနောက်နဲ့ဖိရပါလက်နှစ်ခုကိုဒီလိုမျိုးထက်လိုက်မယ် lock lock လိုက်မယ်လောက်ပြီးတော့ဒီလက်ဖမိုးလက်ဖနောက်အားနဲ့အဲ့ရင်ဘတ်ပေါ်မှာကိုယ့်ရဲ့လက်နဲ့လူနာရဲ့ရင်ဘတ်နဲ့က90 degree ဖိရမယ်ဆိုပါဆိုလူနာကဒီလိုလှဲနေရဆိုရင်ကိုယ့်ရဲ့အပေါ်ကဖိတဲ့လက်တထောင်ကဒီလို 60ဒီဂရီဖြစ်နေအဲ့တော့ကိုယ့်ရဲ့တကိုယ်လုံးဘိတ်ကိုအားသုံးပြီးတော့ဖြိချရမှာအားနဲ့အင်းဖြိချရမှာနော်အောက်ကိုနှိမ့်စင်ဝါ2.5 cm လောက်နှိမ့်စင်ဝါအထိအဲ့လိုမျိုးဖြိ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 စတိုက်အဲ့လိုမျိုးဖြိရမှာအဲ့လိုဖြိတော့မှအချက်ဖြိဖြိဖြိပြီးတော့ပါဇက်သေးကိုလူနာရဲ့ဒီပါဇက်တစ်ခုလုံးကိုအုပ်ပြီးတော့အောက်ဆီဂျင်ပေးရမှာအာမတ်တွေတော့ရှိရပါဘောနော်အဲ့လိုမျိုးအုပ်ပြီးတော့အောက်ဆီဂျင်နှစ်ပေးရရှူးရှူးဆိုတာနှစ်ချက်အဲအဲ့ဒါကိုမပေးနိုင်ဘူးဆိုရင် ပါဇက်ကနေပြီးတော့မောက်တူမောက်ပေါ့နော်ပါဇက်ကနေပြီးတော့ရှူသွေးရပါဟိုကိုရီးယားကားတွေလည်းလို romantic kiss ပေးတာမျိုးမဟုတ်ပါဘူးတကယ်ကိုလေမှုန့်သွင်းပေးရတာအဲ့လိုမျိုးလုပ်ပေးရမှာအဲ့အဲ့ဒါကိုအခြေခံနည်းကိုယုံနေအဖွဲ့အစည်းတွေမိသားစုတွေအဲကမ်နီတွေမှာတင်ပေးထားတဲ့နဲ့အဲ့ဒါမှလမ်းသွားရင်းတော့၎င်းဒီလိုပွဲခန်းသားတွေမှာတော့၎င်း first aid တွေမရောက်ခင်တော့၎င်းမှာလူတိုင်းကလုပ်ပေးနိုင်မှာအခြေခံနည်းကိုပေါ့နော်အဲ့ဒါလေးကိုတော့ဟိုစိတ်အနေနဲ့အကြံပေးချင်ပါတယ် first aid တွေကိုနေရာတကာမှာတကယ်ကိုစေဝါပစ္စည်းအပြည့်စုံနဲ့ ထားစေရှိစေချင်ပါလေ။ဒီနေ့ကပေါ့နော်စိတ်နှုတ်ငငယ်ကလေးကဒီတိခဲ့တဲ့အနုပညာရှင်တယောက်ဒီ stage စင်ပေါ်မှာပဲအများပြည်သူဖျော်ဖြေရင်းနဲ့ပဲနှုတ်ဆက်ပဲရုပ်တရက်ထွက်ခွာလာတာကိုမြင်လိုက်ရတယ်တင်းလဲချားလိုက်ရတယ်ပေါ့နော်ပရိသတ်နဲ့ထက်တူသူရဲ့မိခင်နဲ့ထက်တူမနှဲမိပါတယ်အဲ့တော့ ဘာလို့လို့ဖြစ်ရတာလဲပေါ့အသက်ရွယ်ကြီးလိုက်တော့ကြာတော့လေငငယ်ပဲရှိသေးတယ်30နဲ့ခွန်ဆိုတော့အရွယ်ကောင်းပါပေါ့နော်ဆိုတော့ hack တောက်လို့ကြားပါတယ်ဆိုတော့အဲ့မှာဆင်ရတခါတဲ့ awareness ရသွားတယ်ဒီနှလုံးယောဂါကအာ လူကြီးတွေမှဖြစ်တာမဟုတ်စိတ်လူငယ်ငယ်တုန်းကကြတော့အသက်50 60เนาะအသက်ကြီးတော့မှဖြစ်တယ်ဆိုပြီးသိကြတာအဲ့တော့လူငယ်တွေကအဲ့ချိန်မှာအလန်းတရာသွားတော့ဟာငါတို့အရွယ်တွေငါတို့အကိုအရွယ်တွေငါတို့မောင်အရွယ်တွေမှလည်းဒီယောဂါဖြစ်ပါလားဆိုရဲ့ awareness တစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ first aid ပေါ့အရေးပေါ့အသက်ကြီးဒီဟာဒီလိုမျိုးလူအစုဝေးနဲ့ပွဲတော်တစ်ခုလုပ်မယ် event တစ်ခုလုပ်မယ်ဆိုရင်ဒီ first aid ကရှိထားတဲ့ဘယ်လိုအခြေအနေမျိုးမှမဆို အရေးပေါ်ကဆိုပါဆိုပြိတ္တထဲမှာလည်းဖြစ်နေတယ်လူတွေမွန်းလို့လူတွေများပြီးတော့အက်စမန်ရှိတဲ့သူတွေငကိုအခမ်းမှာဒီလိုမျိုးနှလုံးရှိတဲ့သူတွေမျိုးစုံကအခောက်ခနဲလဲကြသွားမျိုးဖြစ်နိုင်တယ်ဖော်ပြနေတဲ့နှုတ်ပညာရှင်တွေမှာလည်းဖြစ်နိုင်တယ်အဲ့လိုဖြစ်နိုင်တာဖြစ်တဲ့အတွက် first aid ဆိုတာလည်းထားသိပေးသင့်တယ်ထားရမယ်လို့လို့ရတယ်နိုင်ငံတကာမှာဆိုရင်ထားတယ်ဆိုတာကိုစိတ်နှွေမြန်မာပြည်သူပြည်သားတွေကို lesson ပေးလိုက်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးတွေသွားပြီးတော့ဆင်ခြင်မိပါတယ်ဝန်နေမှုနဲ့သူကျမတို့က lesson learn တစ်ခုရတာပေါ့အဲကိုအဒီနိုက နှလုံးရောဂါရှိရအရင်လည်းနှလုံးသွေးကြောပိတ်လို့ operation လုပ်ဖူးတယ်လို့တော့သတင်းလေးတွေ့ရပေါ့နော်အခုတင်ထားတဲ့ update လေးမှာတော့တွေ့ပါတယ်ဆိုတော့ဟိုဒီနေရာမှာနှလုံးသွေးကြောပိတ်တဲ့အသဘောတရားလေးကိုနားလည်ဖို့လိုပါတယ်နှလုံးသွေးကြောတစ်ခါပိတ်ဖူးတဲ့သူကနောက်ထပ်အခောက်တွေမှာပြန်ပိတ်ဖို့ chance များတယ်ပုံမှန်လို့တက်စားရင်အဲ့မှာမှနှလုံးသွေးကြောပိတ်ဖူးတယ်ပြန်ကောင်းသွားတယ်အဲ့ဒါကိုမှဆေးလိပ်တွေဆက်တောက်နေတာမျိုး ဲ့လိုဆင်းလေးတောက်တယ်ဆိုရင် तू ကမတောက်တဲ့သူတည်း तू ကနှစ်ဆပို့ပြီးတော့ဖြစ်နိုင်ကြီးများတယ်ဆင်းလေးကလည်းဆက်တောက်မယ်ပြီးနောက်တစ်ခါကျတော့ဗောနော်ဒီအရက်သေးစာအတောက်သုံးတာမျိုးမူရင်ဆေးတွေသုံးတာမျိုးမူရင်ဆေးဆိုရင်ဆိုပါစို့ကိုကိန်းတို့အက်ဖက်တမင်းတို့ဆိုရင် तू ကသွေးကြောလေးတွေကိုကျင်းစေတယ် facial constriction ဖြစ်စေတယ်အဲ့တော့ ဗက်ပရှာတက်တယ်သွေးပေါင်ချိန်တက်တယ်အဲ့ခါကျ heart attack ဖြစ်ဖို့နဲ့ပို့ပြီး chance ပိုများပါတယ်ပေါ့နော်အဲ့တော့ငကောကနှလုံးသွေးကြောပိတ်ထားတယ်အနှလုံးသွေးကြောပိတ်တယ်ဆိုတာဘာလဲဆိုတာကိုအဓိကလေးရှင်းပြချင်တာမှာနှလုံးမှာစိတ်လို့ရဒီနှလုံးဒီလက်သေးစုပ်လောက်ရှိတဲ့ဒီ muscle ကြွက်သားလုံးကြီးတစ်ခုပေါ့နော်အဲ့မှာမှာသူ့ကိုထောက်ပံ့တဲ့သွေးကြော၃ချောင်းရှိတယ် ွလွတ်ကျော်၃ချောင်းအဲ့ထက်မှမှပင်မသွေးကျော်၂ချောင်းရှိတယ်။အဲ့ပင်မသွေးကျော်၂ချောင်းနဲ့ကတခုခုပိတ်ပြီဆိုရင်နှလုံးကြွက်သားတွေကအောက်ဆီဂျင်တွေမရတော့ဘူးအာဟာရဓာတ်တွေမရတော့အဲ့ခါမျိုးမှာကြွက်သားတွေကပုတ်သွားတယ်ပုတ်သွားပြီးအလုံးမလုံးနိုင်ပြီးတော့အာမဟတ်တိုက်ရတယ်ဆိုတာမျိုးဖြစ်တာပေါ့နော်အဲ့တော့ဒါဆိုရင်ဘာကြောင့်နှလုံးသွေးကျော်ပိတ်ရတာလဲဆိုတော့သွေးခဲတွေအဆီတွေသွေးရင်းကိုလက်စထရောတွေများတဲ့အခါမျိုးပေါ့နော်ကိုကအဆီအိမ်နေစားတယ်ဆေးလိပ်တွေတောက်တယ်ဆေးလိပ်မှာပါတဲ့ကမီကယ်တွေကသွေးကျော်ကို ဘယ်လိုပြောမလဲမာကျောစေးသွေးကျောစာရပျော့ပျောင်းလေးဖြစ်ရမှာသွေးကျောနေရနေကမာလာမယ်ပြီးရင်အဆီတွေကိုလက်စထရောတွေဖက်ဖူးတွေစားတဲ့အတွက်အဆီတွေသွေးထဲမှာများလာမယ်အဲ့အဆီတွေပေါ်မှာမှ ထုံးတက်လို့ခေါ်တာပေါ့ calcification ထုံးတက်တည်းကထပ်ပြီးတော့စုပုံလာတဲ့ခါကျရင်ဒီသွေးကြောလမ်းကြောင်ကမြောင်းလို့ပေါ့အမိုက်တွေပုံလာတဲ့ခါလမ်းကြောင်ကျင်းသွားတာပေါ့နော်အဲ့မှာပထမဆုံးအနေနဲ့နှလုံးသွေးကြောကျင်းတာအစဖြစ်တယ်အဲ့နှလုံးသွေးကြောကျင်းတဲ့အနေအထားမျိုးမှာသွေးတင်းကိုလက်စထရောတွေပါချနိုင်တယ်လေ့ကျင့်ခန်းတွေလုပ်နိုင်တယ်ဆေးလိပ်တွေရပ်နိုင်တယ်ဆိုရင်ပြန်ကောင်းတယ်အဲ့လိုမှမဟုတ်ဘူးဆက်ပြီးတော့ကိုက unhealthy lifestyle ကိုဆက်သွားမယ်သွေးပေါင်ခြင်းတွေလည်းမထိန်ဘူးဆိုရင်သွေးကြောကအစီကလေးတွေကပိတ်သွားအောင်နော်ပိုက်မှာလုံးဝပိတ်သွားတယ်အဲ့တော့အဲ့အစီကလေးတွေကအကြောင်းမျိုးမျိုးနဲ့ ပေါက်ထွက်သွားနိုင်တယ်ပေါက်ထွက်သွားပြုတ်ထွက်သွားတဲ့အခါမှာသွေးကလေးတွေပါထွက်လာအဲ့သွေးကလေးတွေကအုံနောက်ကိုသွားတဲ့ဟိုမှာသွေးကြောမှာသွားပိတ်တယ်ဆိုရင်လေဖြတ်တာမျိုးဖြစ်တတ်တယ်နှလုံးကိုသွားတဲ့သွေးလွှတ်ကြောမှာသွားပိတ်တဲ့အခါမျိုးမှာဆိုရင် heart attack ရတယ်ပေါ့နော်အဲ့တော့ကိုဒီနိုကကြာတော့ဒီ heart attack ဖြစ်တဲ့အတွက်သူဒီငဘူအခန်းကလည်းဖြစ်ဖြစ်ဖူးတယ်ဖြစ်ဖူးတာဖြစ်တဲ့အတွက်သူကအခုချိန်မှာ maybe stress တွေများနေရလဲဖြစ်ကောင်းဖြစ်နိုင်တယ်စေးမှန်မှန်မတောက်ခဲရလဲဖြစ်ကောင်းဖြစ်နိုင်တယ် lifestyle တွေမှာလဲ तू အလုပ်တွေအရန်လုပ်ပြီးတော့ तू lifestyle ကိုလဲဂရုမစိုက်တာမျိုးဖြစ်နိုင်တယ်အဲ့ဒီအချိန်မှာ in net အားနဲ့တုံးပြီးတော့ဆိုရတဲ့အချိန်မှာအဲ emotion လဲတက်လာပါလိမ့်မယ် emotion နဲ့ stress လဲများလာဒါတွေအလုံးစုသွားတဲ့အခါမှာဟိုဒီ heart attack ကရတာပေါ့နော်အဲ့ဒါနဲ့ရုပ်တရက်လဲကြသွားတယ်ဟောအဲ့အချိန်မှာလဲဟိုတက်ကယ်မဲ့ face sick ကလဲရောက်မလာခဲ့ဘူးပေါ့နော်အဲ့အချိန်မှာအေးပေါ့ဟိုတကယ်ကျွမ်းကျင်တဲ့ ဟို medical person တွေတယောက်မှမရှိဘူး drain တင်းနေတဲ့သူတွေစင်မဝသူတွေရပဲသူဝိုင်းပြီးဖိနေသူတို့ရေလောက်တဲ့နှီးတာလဲမှားနေတယ်မမှန်နေဘူးအဲ့တော့အာစိန်ထင်တဲ့ ambulance မရောက်ခင်မှာပဲအမမဟုတ်လဲ ambulance ပေါ်มาတယ်လမ်းมาတယ်မဲအသက်ဆုံးရှုံးသွားတယ်လို့ယူဆရပါတယ်အဓိကကဘာလဲဆိုတော့နှလုံးကဘယ်လိုပြောမလဲအာ ဟာကတာဖြစ်တဲ့သူတွေကသူရဲ့နောက်ဆက်တွဲ၃၃ချက်ကြောင့်အသက်တည်ဆုံးတာပေါ့နော်နောက်ဆက်တွဲ၃ချက်မှာဘာပါမလဲဆိုတော့အဲဒီ cardiogenic shock ဆိုတာရှိရယ်ပြက်ခါကျရင် heart pressure ပေါ့နှလုံးကွဲထော်ပါ cardiogenic shock ဆိုတာဆိုဘယ်လိုပြောရမလဲအင်းသွေးသွေးတွေကဒီသွေးကြောတွေကအောက်ဆီဂျင်တွေကကြွက်သားတွေကိုသွားပြီး supply လုပ်ရမှာ supply မလုပ်နိုင်တဲ့အခါကျတော့ဒီကြွက်သားတွေကဘယ်လိုပြောမလဲ ကောင်းကောင်းမညှစ်နိုင်တော့ဘူးနော်မညှစ်နိုင်တော့မှမဖြစ်နိုင်နောက်တစ်ခါကျတော့သွေးပေါက်ချင်းတွေအရန်များပြီးတော့မာဆယ်တွေကဝိဖြစ်တယ်ဝိဖြစ်ပြီးတော့အရေတွေကောင်းကောင်းအလုံးမလုံးနိုင်ဘူးအဲ့အခါမျိုးမှာကျွက်သားကြီးကပုတ်သွားတယ်အခုနပြောလို့အလုံးမလုံးနိုင်တော့ဘူးအဲ့အခါမှာဖြတ်ခနဲလူကလဲကြွားသွားတာပေါ့နော်ဘာလို့လဲဆိုတော့သူကအောက်ဆီဂျင်တွေရောအာဟာရဓာတ်တွေရောအုံနောက်ကိုလည်းပြီးရတကူလုံးကိုပြီးနေရ main center ကြီး main center ကြီးကပြိုလဲကြွားသွားတဲ့အခါမှာသူကနှလုံးကဆက်ပြီးမညှစ်နိုင်တော့ဘူးမညှစ်နိုင်တော့အခါမှာ လုံးဝလဲကြွားအဲ့လိုလဲကြွားတဲ့အချိန်မှာအဲတွေးခဲပျို့ချက်ချင်းပျော်ကြအောင်ဖြော်ပေးလိုက်နိုင်တယ်အောက်ဆီဂျင်ကိုအချိန်မှာချက်ချင်း supply လုပ်ပေးလိုက်နိုင်မယ်ဆိုရင်ဒီလူကပြန်ပြီး recover ဖြစ်ဖို့တဲ့ chance များတယ်ဘာလို့ဆို heart attack ဖြစ်တိုင်းလည်းအသက်မဆုံးရှုံးကြဘူးလေ heart attack ဖြစ်ပြီးတော့ဟိုအသက်ကယ်လိုက်နိုင်တဲ့ကောင်းကောင်းမှုကိုခွင်းနှီးထိအသက်ရှင်နေသူများကြီးရှိတယ်ပေါ့เนาะအဲ့တော့ heart attack ဖြစ်တိုင်းလည်းအသက်ဆုံးတာမျိုးမဟုတ်ဘူးပေါ့เนาะဖြစ်တဲ့အချိန်မှာဘယ်လိုစောင့်ရှောက်မှုဘယ်လို ခဲလုတ်ပေးတာကြီးရလဲပေါ့လေအများကြီးမူတည်သေးရပြန်နောက်တစ်ခါသူ့ရဲ့ underline condition ပေါ့ငကိုအခြေအနေဆိုပါစို့ငကိုနှလုံးကဆိုပါစို့နှလုံးရဲ့ 30%လောက်ကပျက်စီးထားတယ်ထိခိုက်ထားတဲ့သူကဟာကရထိုက်ရတာနဲ့နှုတ်ကို80ရာခိုင်နှုန်းထိခိုက်ထားတယ်နော်ကြွက်သားကပုတ်ထားတယ်ပျက်စီးထားတဲ့သူကဟာကရရတာနဲ့မတူတော့ဘူးနှုတ်ကိုလည်းကသူ့မှာအထဲမှာပြင်းပြင်းထန်ထန်နှလုံးကြွက်သားတွေကထိခိုက်ထားတာမျိုးရှိတယ်ဆိုရင်အဲ့ချိန်မှာတောင်းတောင်းနည်းနည်းပါးလေးလာနေတယ်သူကလုံးဝခံနိုင်မရှိတော့ဘူးနော်ချို့ဆိုလည်းအသက်အရွယ်နဲ့ဆိုင်နေဒါပေမဲ့ကိုအတီနို case မှာဆိုရင်တော့အသက်ကတော့ငယ်သေးတယ်သို့တော့သူ့ရဲ့ယောဂအခြေအနေကဘလောက် severe ဖြစ်လဲဆိုတော့စိတ်လို့မသိနိုင်ဘူးလေဒါကတော့သူ့ကိုကုပေးတဲ့ဆရာဝန်ပဲသိမှာပေါ့စိတ်ထင်တဲ့စိတ်ယုံထီတော့ ့သူအသက်ပါဝအောင်မယ်လို့တော့ထင်တယ်။အဲ့လိုကျတော့အဓိကကတော့ခုနပြောလို့ပေါ့ first aid ရှိဖို့လိုတာပေါ့နော်။အဲ့ဒီအချိန်မှာအာ CPR ပေါ့ cardio pulmonary resuscitation CPR ကိုမှန်မှန်လုပ်နိုင်လုပ်ပေးနိုင်မယ်။ oxygen ပေးနိုင်မယ်။ခုနပြောလို့သူကအဲ့လိုဖြစ်တတ်တဲ့သူဆိုရင်သွေးဟိုဟိုငုံရတဲ့ဝါးစားရတဲ့ဆေးလေးရှိတယ်နော်။ငုံရအချို့ဆိုလဲ nitrate လိုဟာမျိုးရှာအောင်မှာငုံရအဲ့လိုဆေးမျိုးလေးအဲ့လိုဆေးမျိုးလေးတွေက first aid တင်းမှာ medical teams မှာအဲ့လာရတယ် stand by ရှိနေမှာပြက်ခနဲဖြစ်ပြီးဆိုဟာသူ heart attack ဖြစ်တယ်ဆိုတာနဲ့ဒီဆေးတွေပေးခုနပြောလို့ CPR ကိုမှန်မှန်လုပ် oxygen ပေး ambulance ကိုခေါ် ambulance မလာမချင်းမှာ CPR ကိုတောက်လျှောက်နန်းစော့ပေးနေရမှာ10မိနစ်မှာဒီ chest compression လို့ခေါ်တာဝင်ရှင်ဘက်ကိုဖိတာအချိန်တရားနေ120တောက်လျှောက်လုပ်မယ်အဲသူဒီအဟိုပြီးရင်တော့ oxygen ကိုပေးတာမှန်မှန်အဲ့ cycle ကိုမှန်မှန်လုပ်ပေးနိုင်မယ်ဆိုရင်တော့อืมတက်ဆုံးရှုံးမှုကတော့ chance နဲ့ပါတယ်။မှန်တာပေါ့မှန်တာပေါ့နှလုံးယောဂါရှိတဲ့သူတွေကသူက stress ကိုလုံးဝမခံနိုင်ဘူး။ stress ဆိုတဲ့နေရာမှာဝမ်းနေတာဒေါသထွက်တာစိတ်ဆင်းရဲတာမျိုးစုံပါတယ်။အဲ့ခံစားချက်တွေကြောင့်ခန္ဓာကိုယ်ကနေ stress hormone တွေထွက်ပါတယ်။ stress hormone တွေကနှလုံးကိုပို့ပြီးတော့အလုပ်လုပ်စေတယ်နော်။အဲဒါကြောင့်ဟိုခုနပြောသလိုပေါ့ heart attack ရဲ့နောက်ဆက်တွဲမှာသူက arrhythmia ဆိုတာပါပေါ့။နှလုံးခုန်ကျင်သလိုခုန်တော့တာ။ cardiogenic shock တို့ heart pressure တို့အပြင် arrhythmia ကြောင့်လည်းအသက် တည်ဆုံးနိုင်တယ်နှလုံးကခုန်နေသလိုခုန်တော့တာပုံမှန်ကဆိုပါစို့အာ10မိနစ်ကို60နှုန်း80နှုန်းနဲ့ပုံမှန်ပုံမှန်တုတ်တုတ်ခုန်နေရနေခုန်လိုက်မခုန်လိုက်ဖြစ်လိုက်မယ်လုံးဝမခုန်တော့ရလည်းဖြစ်မယ်ဖြောက်တော့ဝုံမြန်တာလည်းဖြစ်နိုင်မယ်ဒါတော့မပြောတတ်ဘူးအဲ့လိုခုန်နေလို့ခုန်သွားတဲ့အခါမျိုးမှာဒီနှလုံးကမခံနိုင်တော့လုံးဝပြူလေပြစီသွားတာပေါ့ဒါကဖွဲစီစီသူရင်ငိုကလေးကတိထားတင်တယ်လို့ထင်တာပေါ့နော်ရှိမဲ့လည်းပဲထင်တာပေါ့အဲ့တော့ဒီကနေသင်ကန်းစာယူပြီးတော့နောက်လာမဲ့ညီတိပွဲမစိုးပေါ့နောက်ဆုံးစိတ်တို့ ရေကျော်ပွဲစည်းလေးပဲလုပ်လို့ပေါ့နော်အာဖျားပွဲလေးပဲလုပ်လို့ facet တင်းကရှိထားရှိကိုရှိရမယ် facet တင်းတော့ရှိတယ်ပစ္စည်းကရိယာမရှိရမျိုးလည်းမဖြစ်စေချင်ဘူးเนาะတကယ်ကျွမ်းကျင်တဲ့ say medical person တွေရှိရမယ်ပြီးရင်လိုအပ်တဲ့စေဝါးတွေလည်းအပြည့်စုံ standby ရှိနေရမယ်ဘာလို့ဆိုတော့ခုနပြောလို့ပဲလူအုပ်များလို့ပဲဖြစ်စေမျိုးစုံကြောင့်အော်ဖြစ်နိုင်တယ်လေဒါနိုင်ငံတကာမှာဒီလိုမျိုးပဲအဲရှိနေကြတာပဲเนาะအဲ့ဒါကြောင့်မလို့ဒီလို medical things တွေကိုရှိထားတင်တယ်နောက်တစ်ခုကကြတော့ လူတိုင်းမဟုတ်ရင်တောင်မှပေါ့နော်ဟိုမှာယုံနေအဖွဲ့အစည်းတွေမှာဆိုရင်အခြေခံရှေးဦးပြုစုနည်းကိုတင်တိထားတင်တယ် CPR ကိုဘယ်လိုမှန်မှန်လုပ်မလဲလူတယောက်ကိုရှေ့မှာ shopping mall ထဲမှာစိတ်တော့ဒီလိုနေရာမှမဟုတ်ဘူးဥမာရန်ရှိ city တို့ရန်ရှိ square တို့မှာဆိုလဲ first aid ကရှိထားရမှာပဲဈေးဥလာဝင်နေတဲ့သူတွေထဲမှာရုတ်တရက်ဖြစ်သွားမျိုးဖြစ်နိုင်တယ်လေ နော်ပွဲလုံးမှာမဟုတ်ဘူးချမ်းရှင်းစီးရင်စင်တာမှာလည်းရှိရရှိတင်နေနေရတဲ့ကမှာပေါ့ဒါကကျတော့ဟိုနိုင်ငံရဲ့ဖွဲ့စည်းပုံဘာနဲ့လဲစိုက်သွားရမှာပေါ့နော်အဲ့တော့ဆိုပါစို့ဈေးသွားရင်းတဲ့ကိုတငယ်ချင်းတက်တာဆိုတော့မဟုတ်လမ်းလေကောင်မှာငောက်ခနဲ့လူတယောက်လဲပိုင်းဖဖြစ်တာလဲဆိုရင်အသက်ရှူရလားအရင်ကြည့်ရမယ်အသက်ရှူလားအသက်ရှူသေးရင်ဆိုတော့ကိစ္စမရှိဘူးပေါ့နော်အသက်မရှူဆိုရင်တော့ CPR လုပ်ဖို့စဉ်းစားရမှာပြီးရင်တော့တက်သွားတာလားဗစက်ထဲမှာဘာတွေစို့နေလဲစသဖြင့်ပေါ့အဲ့လိုအခြေခံကြီးလေး တိလာ CPR ကိုဘယ်လိုမှန်မှန်ပေးရမလဲဆိုရုပ်ရှင်တွေထဲမှာမြင်သလိုလက်ကိုဒီလိုမျိုးကြီးလုံနေတာမျိုးอ่ะလုံးဝမှားပါတယ်စိတ်လဲဗီဒီယိုထဲမှာဟိုတခါရှင်းပြဘူးပဲသူကဘယ်လိုလဲဆိုတော့လူနာရဲ့ဒီရင်ညွန့်ပေါ့နော်ဒီဒီအယိုးရှိအဲ့အယိုးတက်တက်ကိုလက်ဖနောက်နဲ့ဖိရပါလက်နှစ်ခုကိုဒီလိုမျိုးထပ်လိုက်မယ် lock lock လိုက်မယ်လောက်ပြီးတော့ဒီလက်ဖမိုးလက်ဖနောက်အားနဲ့အဲ့ရင်ဘတ်ပေါ်မှာကိုယ့်ရဲ့လက်နဲ့လူနာရဲ့ရင်ဘတ်နဲ့က90 degree ဖိရမယ်ဆိုပါဆိုလူနာကဒီလိုလှဲနေရဆိုရင်ကိုယ့်ရဲ့အပေါ်ကဖိတဲ့လက်တထောင်ကဒီလို 90ဒီဂရီဖြစ်နေ။အဲ့တော့ကိုယ့်ရဲ့တကိုယ်လုံးဘိတ်ကိုအားသုံးပြီးတော့ဖြိချအမှာအားနဲ့အင်းဖြိချအမှာနော်အောက်ကိုနှိမ့်စင်ဝါ2.5 cm လောက်နှိမ့်စင်ဝါအထိအဲ့လိုမျိုးဖြိ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 စတိုက်အဲ့လိုမျိုးဖြိရမှာအဲ့လိုဖြိတော့မှအချက်ဖြိဖြိဖြိပြီးတော့ပါဇက်သေးကိုလူနာရဲ့ဒီပါဇက်တစ်ခုလုံးကိုအုပ်ပြီးတော့အောက်ဆီဂျင်ပေးရမှာအာမတ်တွေတော့ရှိရပါဘောနော်အဲ့လိုမျိုးအုပ်ပြီးတော့အောက်ဆီဂျင်နှိပ်ပေးရရှူးရှူးဆိုတာနှစ်ချက်အဲအဲ့ဒါကိုမပေးနိုင်ဘူးဆိုရင် ပါဇက်ကနေပြီးတော့မောက်တူမောက်ပေါ့နော်ပါဇက်ကနေပြီးတော့ရှူသွေးရပါဟိုကိုရီးယားကားတွေလည်းလို romantic kiss ပေးတာမျိုးမဟုတ်ပါဘူးတကယ်ကိုလေမှုန့်သွင်းပေးရတာအဲ့လိုမျိုးလုပ်ပေးရမှာအဲ့အဲ့ဒါကိုအခြေခံနည်းကိုယုံနေအဖွဲ့အစည်းတွေမိသားစုတွေအဲကံနီတွေမှာတင်ပေးထားတဲ့နဲ့အဲ့ဒါမှလမ်းသွားရင်းတော့၎င်းဒီလိုပွဲခန်းသားတွေမှာတော့၎င်း facet တွေမရောက်ခင်တော့၎င်းမှာလူတိုင်းကလုတ်ပေးနိုင်မှာအခြေခံနည်းကိုပေါ့နော်အဲ့ဒါလေးကိုတော့ဟိုစိတ်အနေနဲ့အကြံပေးချင်ပါတယ် facet တွေကိုနေရာတကာမှာတကယ်ကိုစေဝါပစ္စည်းအပြည့်စုံနဲ့ ထားစေရှိစေချင်ပါတယ်အခုလိုမျိုးစိန်းတို့ဒီမှာစိန်းတို့90ဘောနေပေါ့နော်90ဘောနေတီးခဲ့ရတဲ့မျက်နှိုးခဲ့ရတဲ့တချင်းနေဂီတတွေကိုဖန်နေခဲ့တဲ့ကိုဒီနိုကသူမျက်နှိုးတဲ့ဂီတတွေကိုဘယ်လိုပြောမလဲဖော်ကျူးရင်းတဲ့အဲသူ့လိုပဲတမိုးရှိတဲ့အမှုပညာရှင်တယောက်ကို तू ကအမွှန်းတင်ခုံပြုရင်းနဲ့ပဲ तू ကနှုတ်ဆက်ထွက်ခွာသွားတဲ့အတွက်စိတ်ထင်တယ်သူ့ရဲ့ထွက်ခွာခြင်းကို तू ကျင်နေလိမ့်မယ် နောက်တစ်ခုကောင်းတဲ့ဘက်ကတွေးမယ်ဆိုသူဒီဝေဒနာကိုအပြင်းထန်မှခံစားသွားရအောင်စိတ်နှုတ်စိတ်ပူတာစိတ်နှုတ်ချစ်တဲ့သူတွေကိုနောက်ဆုံးအချိန်မှာဝေဒနာအလူးလဲခံစားရတာမျိုးရက်ပေါင်းလပေါင်းများစွာเนาะအနာကျင်မှုတွေပင်ပန်းမှုတွေအသက်ရှူမဝမှုတွေခံစားပြီးတော့ဟိုထွက်ခွာရတာမျိုးဘယ်သူမှမမြင်ရင်အဲ့တော့ကောင်းတဲ့ဘက်ကတစ်ချက်တွေးမယ်ဆိုရင်သူဒီသူချစ်တဲ့အမှုပညာကိုသူချစ်တဲ့ပြိတ္တတွေကိုသူဖျော်ဖြေရင်းနဲ့ပဲဝေဒနာ ဟိုပြင်းထန်ကြာရှည်စွာခံစားမှုမရှိပဲထွက်ခွာသွားရတာပဲစိတ်လိုမှာကျေစွတင်ရမယ်ဒီလိုအမှုပညာရှင်ကိုစိတ်လိုကတတိရတယ်နှမျောတယ်ဆိုရင်ကိုဒီနိုလိုအနာသာအဒီနိုတွေမဖြစ်ဖို့အတွက်စိတ်လိုပြည်သူတွေဘက်ကအာ medical awareness တွေကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ပေးထားရမယ်ဆိုရက်အတိလေးပေါ့နော်အဲ့ဒါလေးကိုဆင်ရ remind လေးလုပ်ချင်ပါတယ်နောက်တစ်ခုကကိုယ်မှရှိတဲ့ ချစ်သူခင်သူမြည်သူမဆိုးကိုကိုနားမှာရှိနေတုံးလက်ရှိပြစ်ဆုတ်ပံမှာချစ်ပေးခယူးဆိုင်ပေးကောင်းပေးကြပါလို့ဆရာပြောရှင်ပါရှင်